့ခေတ်ဒီနေ့ကာလလေအဲ chain ကအရင်များတယ်အပြောင်းလဲတွေအရင်များတယ်အပြောင်းလဲတွေမှာမပြောင်းလဲပဲနေတဲ့လူပါလေပြဿနာဖြစ်မယ်ပြဿနာတက်အပြောင်းလဲတွေခြားရမှာလေ light ပြောင်းလဲနိုင်ရတယ်ဘယ် chain မှာဘလို့ပြောင်းအောင်မယ်ဆိုရယ် skill လေးတွေနားလေရတယ်ဟုတ်လားအဲ့တော့ဟိုအဲ့အားလေးတွေအဲ့အားလေးတွေအရေးကြီးတယ်အဲ့တော့စီးပွားရေးလုပ်မယ်ပဲဖြစ်ဖြစ် ကိုကိုကို development လုပ်ဖို့ပဲဖြစ်ဖြစ် leader တယောက်ပဲဖြစ်ဖြစ်အဲ့ဒီ adaptability ဟို skill ကအရေးကြီးရယ်အရေးကြီးရယ်နော်အဲ့တော့ဘာဖြစ်လာမယ်ဆိုတာကိုခံမှန်းနိုင်ဖို့ ਨੇ သဒ္ဒါစစနဲ့ပို့ပြီးတော့ပို့ပြီးကောင်းအောင်ပြောင်းလဲနိုင်ဖို့အတွက်ကိုပြုလဲပြောင်းလဲပြင်လဲရှိတဲ့ adaptability skill ဆိုတာငါတို့အားလုံးမှာလိုအပ်တယ်အဲ့တော့အနာဂတ်ကပို့ပို့ပြီးတော့ပြောင်းလဲလာဖို့ပဲရှိတယ်နေလားပြောင်းလဲလာဖို့ပဲရှိတယ်အဲ့တော့အချိန်လေးတစ်ခုမှအမြဲတမ်းပြောင်းလဲနေမှာဖြစ်တဲ့အတွက်ကိုကကိုကလိုက်ပြောင်းပါရ လက်ပြောင်းမရအောင်အဲ့တော့ပြောင်းမှုအတွက်ဘာတွေလိုအပ်လဲဆိုတော့လေအတိတ်ကိုတိတ်မဆွဲလန်းနေဒီလားတိတ်ကိုတိတ်မဆွဲလန်းနေအဲ့ဒီမှာဘာပြောလဲဆိုတော့ဟိုလူတွေရတဲ့လူတွေကပေါ့နော်ဟိုအရင်တော့ကောင်းတယ်အရင်တော့ကဆိုတော့ memory ရောလေအရင်သဘောကျကြတယ်အရင်တော့ကလေဟဲ့လားဘလို့အစဉ်ပြေခဲ့တာဘလို့ကောင်းခဲ့တာဟဲ့လားအခုကတော့မကောင်း နောက်လေကောင်းမှာမဟုတ်အဲ့လိုတွေးတတ်တယ်အဲ့ဟာတွေ ਨੇ အတိတ်ကပိုကောင်းတယ်ဆိုရဲယူဆချက်တွေနဲ့စုပ်ကိုင်းတာအများအတိတ်ကိုဒါပေမဲ့လက်ရှိပြစ်ဆုပ်ပံမှာလည်းကောင်းတာတွေရှိတယ်မြင်အောင်ကြည့်လက်ရှိပြစ်ဆုပ်ပံမှာကောင်းတာတွေပုံကနေဘာလုပ်လို့ရလဲကိုအမြဲတမ်းစဉ်းစားလေလားမကောင်းတာတွေဖြစ်နေပြီမဲ့ကောင်းတဲ့အပြောင်းလဲတွေပုံကနေဘယ်လိုလိုက်ပြီးပြောင်းလဲရမလဲဆိုတာအမြဲတမ်းစဉ်းစားဖို့လိုတယ်လေလားအမြဲတမ်းစဉ်းစားဖို့လိုတယ်အဲ့တော့ဟိုပြောင်းလဲလို့ပြောလိုက်ရင်မပြောင်းချင်တာပြောင်းအောင်မကြောက်တာတည်လားဟိုအဲ့ဒါမျိုးတွေအဲ့ဒါမျိုးတွေဖြစ်လို့မရဘူးပြောင်းအောင်မဲ့ဟာပြောင်းအောင်မှာပဲ မတို့ဒီ MBA မှာလी chain management ဆိုရဲဘာသာရက်ကလုံးဝအဲ့ chain model ဒီ chain process ဒီလုပ်ငန်းတွေမှာမဖြစ်မနေလိုအပ်တဲ့ chain တွေအဲ့ဒါတွေကိုအဓိကသင်ရအောင်အဲ့တော့မှအဲ့မှာဆိုရင်သူအခြေအနေတွေပြောင်းလာပြီဆိုရင်လုပ်နေတဲ့လုပ်ငန်းစဉ်တွေပြောင်းလာတယ်လုပ်ငန်းစဉ်တွေပြောင်းလာတယ်လူတွေပြောင်းလာတယ်လူတွေပြောင်းပြီးလုပ်လာတယ်အဲ့လိုသွားတယ်အဲ့တော့မတို့ YC မှာ ဒီ transformation နဲ့ journey ဆိုပြီးတော့ဒီနှစ်တည်းမှာစကြရပါတော့စကြတော့တက်နိုင်သလားနောက်ကနေအမတို့ transform လိုက်လုပ်နေရရှိတယ်အမအရင်တော့ဆိုအမဟို transitional leader ထဲမှာပါတယ်ဗောနော် task oriented အရင်ဖြစ်တဲ့ leader ထဲမှာပါနောက်ပိုင်းကျတော့အမဒီ transformational leader ဖြစ်ဖို့ try နေ people လူတွေရဲ့ development base လောက်ပြီးတော့ organization ကိုပိုကောင်းအောင်လုပ်တဲ့ leader ဖြစ်ချင်တယ်ဖြစ်အောင်တည်ဆောက်နေအောင်အဲ့ဒီတော့ဘာလုပ်လဲဆိုတော့အမတို့ team ကို team ကို group coaching တွေမှာဝင်ပြီးရတို့ရဲ့ personal development team member တွေရဲ့ personal development ကိုမှာဦးတည်ပြီးတော့ organization နဲ့ development ကိုသွားတယ်တူတယောက်ချင်းစီက development ကို focus ထားပြီးတော့နောက်ပိုင်းပို့သွားတာများတယ်။အဲ့တော့ဘာလို့ ਆ လဲဆိုတော့ပြောင်းလာတယ်။ပြောင်းလာတယ်။အဲ့အချိန်မှာလေဟိုပြောင်းနိုင်တဲ့လူတွေကအမလို့လည်းဆက်ပါလာတယ်။မပြောင်းနိုင်တဲ့လူတွေ ကြတော့မပေါင်းမပြောင်းနိုင်တဲ့လူတွေကြတော့မပါလာတော့အဲ့လိုမျိုးကြီးလည်းရှိတယ်။ အဲ့လိုပေါ့နော်အဲ့တချို့ကိစ္စတွေကပြောင်းရတာရှိတယ်အဲ့တော့လုပ်ငန်းစဉ်တွေပြောင်းတယ်အခြေအနေတွေပြောင်းတယ် YC member လက်ခံတဲ့ပုံစံတချို့တွေပြောင်းလာရရှိမယ်အဲ့တော့ပြောင်းရတာရှိတယ်เนาะအဲ့တော့ပြောင်းရတယ်အဲ့တော့မမျော်လင့်နာတာတွေဘဝမှာမမျော်လင့်နာတာတွေဖြစ်လာတဲ့အခါမှာအရင်ဆုံးမပြောင်းခင်မှာလက်ခံလိုက်လက်ခံလိုက်ပြောင်းမှရတော့မယ်ဆိုတာလက်ခံလိုက်အော်ပြောင်းလဲဝါပြီဆိုတာလက်ခံလိုက်ဒီလားဖြစ်လာတဲ့ဟာတွေကိုလက်ခံလက်ခံပြီးဝိုင်းပိုကောင်းအောင်ပိုကောင်းအောင်ပြောင်းလဲဖို့လိုအပ်တယ် โอเคล่ะเออสิ้นซะอย่างเนาะอารมณ์สิ้นซะมั้ยเนาะကိုအနေနဲ့ကိုစီမှာဘာတွေပြောင်းဖို့လို့လဲအရေးချင်းနဲ့ပတ်သက်ပြီးဘာတွေပြောင်းဖို့လို့လဲကိုရဲ့လုံပုံကိုင်းမုံတွေဘာတွေပြောင်းလဲဖို့လို့လဲကိုရဲ့စိတ်ဓာတ်တွေဘာတွေပြောင်းလဲဖို့လို့လဲကိုရဲ့ပုံစံအပြောအဆိုအပြုအမူတွေဘာတွေပြောင်းလဲဖို့လို့လဲအားလုံးကိုဆင်ခြင်ပြီးတော့ပြောင်းလဲဖို့လို့လဲဒီလားအဲ့တော့ကိုကဟိုနာကမှာဖြစ်ရှင်တဲ့ကိုကအကြီးကြီးရှိရဆိုရင် ကိုယ့်ကိုပြန်မေးရမယ်မေးခွန်းอ่ะဒီရေချင်းနေနေတော့မရအောင်မေးပြောင်းသွားရမယ်အဲ့တော့ဘာရေချင်းနေပြောင်းလဲမလဲဘာစိတ်ကတ်တွေပြောင်းလဲမလဲဘာခံချက်တွေပြောင်းလဲဖို့လို့လဲဘယ်ယုံကြည်မှုတွေပြောင်းလဲဖို့လို့လဲအဲ့အရာတွေကိုမေးခွန်းထုတ်ထုတ်ပြီးတော့အစ်စ်မန်စွာစမ်းစစ်ပြီးပြောင်းနေဖို့လို့ရတယ်သူကအမြဲပြောင်းနေရမှာပဲဒေလားအမြဲတမ်းအမြဲတမ်းပိုကောင်းအောင်ပြောင်းဖို့ဆန္ဒရှိပါနော်โอเคအဲ့တော့ဒါ adaptability skill အဲ့ဒါလည်းရေးကြည့်ရယ်ဘယ်တော့မှလေဘယ်အရာမှလေတစ်ခုခုကိုဒီဇိုင်းမတဲ့ဖတ်တွေတာမျိုးအဲ့လောက်တွေမလုပ်နိုင် ိလားလူပဲဖြစ်ဖြစ်စေကိစ္စပဲဖြစ်ဖြစ်စေကိုကိုကိုကအစကိုကိုကိုလည်းတိတ်မယုံနဲ့တိလားခုန self confident တင်တယ်နော်အခုကြာကိုကိုကိုလည်းတိတ်မယုံနဲ့ဒီမှာရောသွားပြီလားမသိဘူးပြောနေမှာဆိုတော့ကိုကိုကိုတိတ်မယုံနဲ့ဆိုတာစစ်မှန်စွာ sense တဲ့အခါမှာကိုကိုကိုတိတ်မယုံနဲ့အဲ့ကိုကိုကိုတိတ်မယုံမှာကိုရဲ့အစ်စ်မှန်ကိုတွေ့မှာကိုကိုမေးငါဘာတွေစိတ်ငါစိတ်တက်တွေမှာဘာတွေမကောင်းတာရှိတယ်ဒီစိတ်တက်တွေနဲ့ဆက်သွားရင်ငါဘယ်ငါအလုံးမဖြစ်တာရဲ့ဘာတွေရှိနိုင်လဲအဲ့ဒါတွေကိုမှန်ကန်စွာ sense ပြီးခွာချကိုပဲတိမှာ ိုယ်ပဲသိမှာသူများသိမှာမဟုတ်ဒီလားအဲ့တော့ပြီးရင်တော့လူတွေနဲ့ပတ်သက်လာလဲအဲ့ဒီတိုင်းပဲဟိုဒီလူနဲ့ဆက်ပေါင်းနေဘွားကြီးကဘာဖြစ်မှာလဲသိတယ်သူနဲ့ဆက်ပေါင်းရဟိုအောက်ကိုရောက်တော့မယ်ဆိုတာသိတယ်ဒါပေမဲ့လေချစ်တာ哦ဟဲ့လားနော်ဒါပေမဲ့လေသူမြချစ်တာ哦သူမြခင်တာ哦ဟုတ်လားအဲအဆုံးထိလိုက်ွာဟိုးတဆုံးထိလိုက်ွာဘွားကြီးအောက်ကြွားရဒီလိုက်ွာတာမျိုးအဲအဲ့ကိုဒီလို့လို့မြအောင်ဒီလား ခါလေးနှလုံးသားကိုပဲနှလုံးသားကိုပဲလက်ခံအုံနှောက်လေးနဲ့တွဲတာနှလုံးသားလေးကိုအုံနှောက်လေးနဲ့တွဲတာပေါင်းတဲ့နဲ့လူမပေါင်းတဲ့လူလှုပ်တဲ့လူမလှုပ်တဲ့လူပြောင်းတဲ့အရာမပြောင်းတဲ့အရာအမြဲချိန်ဆပြီးတော့ adaptability ရှိဖို့လိုတယ်။ရလားဒီဒီရလားရနော်နောက်တစ်ခုသွားရအောင်နောက်တစ်ခုက attitude and what ethic what ethic စိတ်ညစ်သဘောထားအားနေရင်တဲ့အကျင့်စာရိတ္တအားနေဖို့ဖြစ်လာလိမ့်မယ်အဲ့ဒါ highlight အဲ့ဒါအရေးကြီးတယ်နော် ဲ့တော့ altitude အားနေတဲ့လူက character ပါအားနေတဲ့အရာဖြစ်လာလိမ့်မယ်ပေါ့နော်အဲ့တော့အလူ altitude တွေအားနေပြီဆိုရင်ဘဝကလေဆင်းပြီအရှိန်နဲ့ဆင်းတာရိုးရိုးဆင်းတာတော့မဟုတ်အရှိန်နဲ့ဆင်းတာ altitude ဆိုတာကစိတ်နေသဘောထားခံယူချက်ကိုပြောတာနိလားကံကြက်ကိုပြောတာအဲ့အဲ့စိတ်ထားမမှန်ရင်ဘဝကလည်းမှန်စရာအကြောင်းမရှိဘူးစိတ်ထားမမှန်ဘဝကဒုက္ခရောက်တတ်တယ်ဒီလား အဲ့တော့ long term sustainable long term success တို့ပါတော့အဲ့ဒါမျိုးမရနိုင်မရနိုင်အဲ့တော့လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဘဝမှာပဲဖြစ်ဖြစ်ဗမာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ altitude လေးတွေကိုစစ်မှန်ဖို့စမ်းစစ်ဖို့လိုတယ်အဲ့ဒါမှန်ဖို့ဆိုလို့ရှိရင်လည်းလေဟို learning မြမြလုပ်ရတယ် learning မြမြလုပ်ဖို့လိုတယ် mechanic ခံယူချက်အမဝမ်းကျဲဆိုပြပြရလိမ့်ရှိတယ်စိတ်ချမ်းသာခြင်းနဲ့စိတ်တော့ကဖြစ်ချင်းကြားရဲမှာအလှပပလေးတစ်ချက်တစ်ချက်ပဲချတယ် Ela parle. Elle dit tout.